ဟုတ်ကဲ့မင်္ဂလာပါဝင်ကြီးရှင်ပထမဆုံးအနေနဲ့ပေါ့လေဒီမြန်မာပြည်အတွင်းမှာဒီ Starlink သုံးဆွဲမှုနဲ့ပတ်သက်ပြီးတော့ဝင်ကြီးဌာနအနေနဲ့ဘယ်လိုမျိုးများဒီ policy တွေပေါ့နော်ချမှတ်ပြီးတော့လှုပ်ဆောင်နေလဲဆိုတာလေးသိပြရစီရှင်အော် Starlink နဲ့ပတ်သက်တဲ့ policy ကိုပြောပါသလိုရှင်တော့ကျွန်တော်တို့ရဲ့မူဝါဒကတော့လက်ရှိဒေါ်လာရေးကာလအတွင်းမှာ အဲစတားလင်ကိုပြည်သူလူထုမတုံရတော့ဘာလို့ကန့်တတ်ထားတာမရှိဘူးထို့အတူပဲပြည်သူတွေကဒီစတားလင်ကိုတုံပြီးတော့အင်တာနက်ဆိုင်လေးတွေဖွင့်ကြတယ်ဒီလိုပုံမှန်လဲကျွန်တော်တို့ကကြည်လျော့တဲ့မူဝါဒအတိုင်းပဲဆက်ပြီးတော့သွားနေရောနော်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီစတားလင်ကိုတုံပြီးပြီးတော့အင်တာနက်ဆိုင်ဖွင့်နေတယ်ဆိုလို့ရှိရင်လဲအဲကျွန်တော်တို့အဆိုရစီမှာ မှတ်ပုံတင်ပြီးတော့ပါနော် အင်တာနက်ဆိုင်ရင်ဖြစ်ဖွင့်ဝင်ဆိုတဲ့ဟာမျိုးကို permit လာဒေါင်းလို့ရတယ်။အဲ့တော့ဒေါင်းတဲ့ခါမှာလည်းကျွန်တော်တို့ကအဲဟိုမြေပြင်ကအခြေအနေပေါ်မူတည်ပြီးတော့ခွင့်ပြုပေးတာမျိုးရှိတယ်။တချို့နေရာတွေမှာလည်းခွင့်မပြုဘဲနဲ့ကျွန်တော်တို့ဟိုဌာနကကိုယ်တိုင်လှုပ်ဆောင်နေတဲ့အဲနော်ဟို internet service ဖွင့်ပေးထားတဲ့နေရာတွေလည်းရှိတယ်။ကဲပါဒီပြည်သူတွေရဲ့ပေါ့နော်ဒီ Starlink Internet သုံးဆွဲခွင့်အပေါ်မှာရောအငူကြီးအစိုးရအနေနဲ့ပေါ့ဘယ်လိုမျိုးဒါခွင့်ပြုထားတာမျိုးကန့်သက်ထားတာမျိုးတွေရောရှိပါသလဲရှင် အဲ့တော့များသောအားဖြင့်နေရာတော်များများမှာတော့ကျွန်တော်တို့ကအဲဒီဆိုင်ဖွင့်ခွင့်ပါမယ့်ဆိုတာမျိုးကိုထုတ်ပေးလိုက်တာရှိတယ်။အဲ့ဒီအတွက်ကိုတော့ငွေသွင်းရတာပေါ့နော်။ငွေရလည်းအများကြီးတော့မဟုတ်ဘူး။ငါးသိန်းသွင်းရတယ်လို့ကျွန်တော်မှတ်မိတယ်။အဲ့တော့အဲ့လိုမျိုးငါးသိန်းသွင်းပြီဆိုလို့ရှိရင်အဲ့ဒါ internet ဆိုင်ဖွင့်ခွင့်ဆိုတာမျိုးကျွန်တော်တို့ကထုတ်ပြလိုက်တာမျိုးရှိပါတယ်။အဲဒီငွေကိုမသွင်းလို့ registration ပေါ့နော်ဒီမှတ်ပုံတင်မလုပ်ထားလို့ဗာမင်းမလျှောက်ထားလို့ဆိုပြီးတော့ starling တွေကိုသိမ်းမယ်အဲပြီးရင် ပြည်သူတို့ကိုဖမ်းမယ်ဆိုတာမျိုးကတော့ကျွန်တော်တို့ဒီကာလမှာတော့လုပ်ဖို့အစီအစဉ်လည်းမရှိဘူးနော်အာဒီဟာကို enforce လုပ်ဖို့ကျွန်တော်တို့မှာမူဝါဒလည်းတိကျပြတ်သားတဲ့အမျိုးတော့ကျွန်တော်တို့ချမှတ်ထားတာမရှိပါဘူးဟုတ်ကဲ့ပါဒီသတင်းအချက်အလက်စီးဆင်းမှုတွေနောက်ပြည်သူတွေရဲ့ဒီသတင်းအချက်အလက်ရယူမှုတွေနဲ့ပတ်သက်ပြီးတော့လူလူပေါ်မှာထိမ့်ချုပ်ထားတာမျိုးရှိပါလားရှင်ပြည်သူလူတွေရဲ့ကြက်တဲနေတဲ့အခက်အခဲတွေကို ကြည့်ပြီးတော့ကျွန်တော်တို့ဘက်ကနေပြီးတော့ဒါကိုနော်အင်တာနက်သုံးဆွဲခွင့်တို့ နော်နောက်တစ်ခါ information သတင်းချက်လက်ရယူခွင့်လို့ဆိုရတယ်နဲ့ကျွန်တော်တို့ကပြန်ပြီးထိန်းညှိပြီးတော့အဲလူလူရဲ့အကြံတဲကိုလည်းဖြည့်ရှင်းပြီးသားဖြစ်သလိုအဲကျွန်တော်တို့ online ကာလအတွင်းလူလူရဲ့သတင်းချက်လက်ရရှိမှုအခွင့်အရေးပေါ်မှာလည်းပဲကျွန်တော်တို့ကပြန်ကြည့်ပြီးတော့ဒါတွေကိုကျွန်တော်တို့စီယုံရေးမှုနဲ့ပဲတွားဖို့ရှိပါတယ်အဲလူလူကိုဖန်စီထိန်းသိမ်းတာတွေအဲ့တော့ဒီ PCP ကြီးတွေကိုတင်စီတာမျိုးတွေကတော့ကျွန်တော်အတတ်နိုင်ဆုံးမလုံမိအောင်မလုံဖြစ်အောင်เนาะကျွန်တော်စီယုံနဲ့ မူနဲ့ပဲတော်ဖို့ဆိုတော့ကျွန်တော်တို့ချမှတ်ထားတာရှိပါတယ်။ဟုတ်ကဲ့ပါရှင်။အခုဆိုရင်ဒါကျမတို့ Radio NUG ရဲ့လေလိုင်းထုတ်လွှင့်မှုတွေကိုလည်းရပ်ဆိုင်းလိုက်တယ်ပေါ့နော်။ဒါနဲ့ပတ်သက်ပြီးတော့ပြည်သူတွေကနေပြီးတော့ဒီ diet ဒီမေးမြန်းလာတာတွေလည်းရှိပါတယ်။ဒီပေါ်မှာရောဝင်ကြီးအနေနဲ့ဒါပြည်သူတွေပေါ်ပြောချင်တဲ့စကားများရှိလို့ရှင်လည်းဒီနေရာကနေပြီးတော့ပြောပြပေးပါအောင်ရှင်။ကျွန်တော်တို့ Radio NUG ရဲ့ထုတ်လွှင့်မှုကတော့အခုလေလိုင်းပေါ်ကထုတ်လွှင့်တဲ့အပိုင်းကတော့ကျွန်တော်တို့ရပ်ဆိုင်းလိုက်ပြီပေါ့နော်။ကျွန်တော်တို့ September 30ရက်နေ့မှာနောက်ဆုံးထုတ်လွှင့်ခဲ့တာပါလေ short wave လို့ခေါ်တဲ့ဒီ line တို့ကနေထုတ်လွှင့်နေတဲ့ခန္ဓာကိုကျွန်တော်တို့ကရပ်တန့်လိုက်ပြီးဖြစ်ပါတယ်အဲ့အတွက်မြေပြင်ကနေပြီးတော့နားထောင်နေကြတဲ့လူအချို့စီကနေပြီးတော့လဲစာလေးတွေလှမ်းပို့တာလေးတွေလည်းရထားတာရှိပါတယ် သူတို့အနေနဲ့ဘယ်ကနေပြီးတော့ဖမ်းယူလို့မှမရတော့ဘူးပေါ့နော်လွှင့်သေးရလားမလွှင့်တော့ဘူးလားဆိုတဲ့အမျိုးလေးတွေလည်းဇဝေဇဝါဖြစ်နေကြတာမျိုးလည်းရှိပါတယ်ချို့လည်းမတိကြသေးဘူးပေါ့နော်မတိဘဲနဲ့ဒီဟာကိုပြန်ပြီးတော့အရာနိုးရာနိုးနဲ့သူတို့ကအာလိုင်းတို့ကိုလိုက်ပြီးတော့ဖမ်းယူနေတာရေဒီယိုကနေဖမ်းယူနေတာမျိုးတွေလည်းရှိတယ်လို့သိရတယ်ပေါ့ဗျာအာတကယ်တော့ကျွန်တော်တို့ကတော့ရက်လိုက်ပြီပေါ့ ရလာရချင်းအကြောင်းရင်းကတော့ကျွန်တော်တို့လစဉ်ကုန်ကြနေတဲ့ကုန်ကြစည်းအဲ့ဒီ budget ကိုကျွန်တော်တို့ကကာမိအောင်ကျွန်တော်တို့အနေနဲ့ရရှိတဲ့ငွေကြေးမရှိဘူးပေါ့နော်ဆိုတော့ budget ဖြတ်တောက်မှုအနေထားရှိတယ်။သုံးစွဲနိုင်တဲ့ငွေကြေးအနေထားကျွန်တော်တို့မှာမရှိတော့ဘူးပေါ့နော်။ဒါကြောင့်မလို့ကျွန်တော်တို့ကအဲဒီ radio ng ရဲ့ line တို့ကိုရပ်တန့်လိုက်ရခြင်းဖြစ်ပါတယ်လို့အဲ့ဒီအတွက်ကိုလည်းကျွန်တော်တို့ပြည်သူလူထုကိုအသိပေးလိုပါတယ် လိုင်းတို့ကိုရပ်တန့်လိုက်ပြင်မဲ့ကျွန်တော်တို့အင်တာနက်ပေါ်ကနေပြီးတော့ထုတ်လွှင့်နေတဲ့ခဏတွေတော့ရှိနေပါတယ်ပေါ့ဒ်ကတ်ခဏတွေလည်းရှိနေပါတယ်လို့ဒါလေးလည်းကျွန်တော်တို့ကအတိပေးလို့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုမျိုးအချိန်ပေးပြီးဖြေကြားပေးရတဲ့အတွက်ဝင်ကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ရှင် hundreds have gathered at this plaza in the capital of Madagascar. မဒါဂါစကာနိုင်ငံရဲ့မြို့တော်ကဒီရင်ပြမှာလူပေါင်းများစွာစုဝေးခဲ့ကြပြီးပြည်သူလူထုနဲ့နိုင်ငံရဲ့ထိပ်တန်းတပ်ဖွဲ့ဖြစ်တဲ့ကပ်ဆက်ချားကစီးလုံးညီညွတ်မှုကိုပြသခဲ့ကြပါတယ်။ဒီလူထုစုဝေးပွဲမှာ ဆန္ဒပြပွဲတွေအတွင်းတည်ဆုံခဲ့ရသူတွေကိုဂုဏ်ပြုခဲ့ကြပြီးဆန္ဒပြပွဲတွေအတွင်းစစ်သားတအုပ်နဲ့ဆန္ဒပြသူ20ကျော်တည်ဆုံတယ်လို့ကုလသမဂ္ဂကထုတ်ပြန်ပါတယ်။ခမားတို့မြင်တဲ့အတိုင်းပြည်သူတွေကလှုပ်ရှားနေကြပြီးနိုင်ငံကောင်းဆောင်တွေအားလုံးကအကျင့်ပြတ်ချစားနေတာကြောင့်တနိုင်ငံလုံးကနိုးထလာကြပါပြီ မျိုးဆက်တက်ကနိုးထလာနေပြီလို့ဆန္ဒပြသူတို့ကပြောဆိုပါတယ်။ကပ်ဆက်ဟာအစိုးရစန့်ကျင်ရေးဆန္ဒပြသူတွေနဲ့ပူးပေါင်းခဲ့ပြီးသမရအန်ဒရီရာโซအယ်ကိုနှုတ်ထွက်ပေးဖို့တောင်းဆိုနေတာပါ။သမရယုံကတော့ကပ်ဆက်ရဲ့လွတ်ဆောင်ချက်တွေကိုအာဏာသိမ်းရန်ကြိုးပမ်းမှုအဖြစ်ဆွဆွဲပြောဆိုခဲ့ပါတယ်။အချိန်ထဲမှာပဲစတင်မာလာကလေးကစတင်ခဲ့တဲ့မဒါဂါစကာအစိုးရဖြုတ်ချရေးဆန္ဒပြပွဲတွေကအချိန်အဟုန်ရလာခဲ့ပါတယ်။ ဂျန်စီမာဂါစကာဆိုတဲ့နဖူးစည်းအောက်မှာစူးစီးခဲ့ကြတဲ့ဒီလူငယ်တွေဥဆောင်တဲ့လှုပ်ရှားမှုဟာကနဦးမှာတော့နိုင်ငံမှာရေနဲ့လျှက်စစ်မီးဖြတ်တောက်မှုတွေကိုစန့်ကျင်ဆန္ဒပြရာကနေနောက်ပိုင်းမှာအဂတိလိုက်စားနေတဲ့နိုင်ငံရေးစနစ်တစ်ခုလုံးကိုအလုံးစုံပြုပြင်ပြောင်းလဲပေးဖို့ပိုကျယ်ပြန့်တဲ့အစိုးရစန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သမရရာဇိုအယ်ကကနဦးဆန္ဒပြပွဲတွေကိုတုံ့ပြန်တဲ့အနေနဲ့စက်တင်ဘာလ29ရက်နေ့မှာသူ့ရဲ့အစိုးရကိုဖျက်သိမ်း ခဲ့ပေမဲ့ဆန္ဒပြသူတွေကတော့သမရရာဇိုအယ်မနှုတ်ထွက်မရှင်းရက်တက်မှာမဟုတ်ဘူးလို့ပြောကြပါတယ်ခင်ဗျာ။ ရပောင်း939ရက်ကြာဖန်စီထိန်ထိန်ခံထားရပြီးနောက်မှာနောက်ဆုံးအသက်ရှင်ကျန်တဲ့အစ္စရေးတစားကန်တွေကိုဟာမတ်စ်ကပြန်လွတ်ပေးလိုက်တာဟာရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအတွက်အကြီးမားဆုံးခြေလှမ်းဖြစ်လာခဲ့ပါတယ်။တစားကန်အားလုံးအယောက်20ပြန်လွတ်မြောက်လာပြီးအိမ်ပြန်ခီးစတင်ချိန်မှာတယ်အဗစ်မြို့ကတစားကန်ရင်ပြင်မှာအစ္စရေးပြည်သူတွေအောင်ပွဲခံအော်ဟစ်ခဲ့ကြပါတယ်။ဒါတွေကတော့အစ္စရေးကိုပြန်ရောက်လာတဲ့ပထမဆုံးလူငယ်တွေရဲ့ပုံရိပ်တွေဖြစ်ပါတယ်။အပြန်အလှန်အနေနဲ့ လက်စတိုင်းအကျဉ်းသားနဲ့ထိမ့်သိမ်းခံထားရသူ2000နီးပါးကိုလည်းအစ္စရေးကစတင်လွတ်ပေးနေပြီဖြစ်ပါတယ်။တရားခံတွေထဲမှာအသက်48နှစ်အရွယ်အွန်မရီမီရန်လည်းပါဝင်ပါတယ်။သူ့ရဲ့မိသားစုကအချိန်အကြာကြီးစောင့်မျှော်ခဲ့ရတဲ့ပြန်လည်ဆုံစည်းမှုအတွက်အတိုင်းမသိဝမ်းသာနေကြပါတယ်။တခြားမိသားစုတွေကသူတို့ရဲ့ချစ်ခင်ရသူတွေကိုပထမဆုံးအချိန်ပြန်လည်တွေ့မြင်ခွင့်ရဖို့ရင်ခုန်စွာစောင့်မျှော်ခဲ့ကြပါတယ်။ဇာကမိခင်တို့ကလည်းသူသားစီကိုသွားနေရင် သူသားနဲ့ဗီဒီယိုကောခေါ်ဆိုစကားပြောခဲ့ကြပါတယ်။အစ္စရေးပြည်သူတွေဟာဒီအချိန်အတွက်နှစ်နှစ်ကြာစောင့်ဆိုင်ခဲ့ရပြီးဒါကိုအများပြည်သူပိုင်းနေရာတွေမှာရောတနိုင်ငံလုံးကဧကန်တွေမှာအချိန်နဲ့တပြေးညီကြည့်ရှုနေခဲ့ကြပါတယ်။တစားကန်တွေလွတ်မြောက်လာတဲ့အချိန်လောက်မှာပဲအမေရိကန်သမ္မတကလည်းတယ်အဖစ်ကိုစိုက်ရောက်လာခဲ့ပါတယ်။ခီးစဉ်တခြားလုံးမှာလည်းအပြည့်အခက်ရစဲရဲခိုင်မာလိမ့်မယ်လို့ယုံကြည်တယ်လို့ဒင်းထောက်တွေကပြောခဲ့ပါတယ်။ The war is over. စစ်ပွဲကြီးပြီးသွားပြီစစ်ပွဲကြီးပြီးသွားပြီလို့သမ္မတဒေါ်နယ်ထရန့်ကသတင်းတော်တဦးကိုပြောဆိုတာပါ လေရင်ပေါ်ကဆင်းလိုက်တဲ့အချိန်မှာပဲအစ္စရေးလူအုပ်ကြီးကသူ့ကိုဂျေဇူးတင်ကြောင်းကိုဖော်ပြခြင်းခဲ့ကြပါတယ်သူတို့ခေါင်းဆောင်ကိုယ်တိုင်က သူတို့ကိုစွန့်ပစ်ထားတယ်လို့ခံစားခဲ့ကြရပြီးဒီသဘောတူညီချက်ဟာသမ္မတဒေါ်နယ်ထရန့်ကြောင်းလို့ယုံကြည်ကြပါတယ်ပြန်လည်ရောက်ရှိလာတဲ့တရားခံတွေဟာကနအူးကျမ်းမာရေးစစ်ဆေးမှုတွေခံယူကြရပြီးအစ္စရေးဝန်ကြီးချုပ်ကလည်း သူတို့စီကိုစာတို့တစောင်းပေးပို့ခဲ့ပါတယ်။ပြန်လည်ရောက်ရှိလာတာကိုအစ္စရေးပြည်သူတရက်လုံးကိုစားကြိုဆိုပါတယ်။ကျွန်တော်တို့ခမည်းတော်ကိုစောင့်နေခဲ့တာပါ။ကျွန်တော်တို့ကြိုဆိုပါတယ်လို့ဘင်ဂျမင်နေတန်ယာဟုကရေးသားထားတာပါ။အစ္စရေးမှာတော့ဒဇာကန်တွေပြန်လွတ်လာလို့တနိုင်ငံလုံးပျော်ရွှင်နေကြပြီမဲ့ဂါဇာမှာတော့စိတ်မသက်သာစရာမြင်ကွင်းတွေပါပဲ။အရေးပေါ်လိုအပ်နေတဲ့အကူအညီထောက်ပံ့တွေဂါဇာထဲကိုစတင်ဝင်ရောက်နေပြီမဲ့ လိုအပ်ချက်အထောက်အပံ့ကမလောက်ငှားသေးပါဘူးဒီလိုအန္တရာယ်ရှိတဲ့နေရာကိုလာကျင်လို့လာနေတာမဟုတ်ပါဘူးကလေးတွေစားတောက်ဖို့လိုလို့လာရတာပါကျွန်တော်တို့ကကျွန်တော်တို့အိမ်ရှိတဲ့ဂါဇာကိုပဲပြန်ကျင်ပါတယ်လို့ဂါဇာဒေသခံတို့ကပြောဆိုပါတယ်ဂါဇာမြို့ကိုပြန်ရောက်သွားသူတွေကိုလည်းသူတို့ရဲ့ပိုင်ဆိုင်မှုတွေကဘာမှတိတ်မကြံတော့တာကိုမြင်တွေ့ကြရပါတယ်။ဒီလောက်အဆင့်ထိဖြစ်သွားလိမ့်မယ်လို့ကျွန်တော်တို့မထင်ခဲ့ပါဘူး။လမ်းတစ်လမ်းလုံးအိမ်တစ်လုံးတော့အကောင်းမတွေ့ရတော့ပါဘူးလို့ ဂါဇာဒေသခံတဦးကလည်းပြောဆိုခဲ့ပါတယ်။ဒီငြိမ်းချမ်းရေးအစီအစဉ်ရဲ့ပထမအဆင့်မှာတော့ဂါဇာရဲ့ထောက်ဝက်လောက်ကိုအစ္စရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားမှာဖြစ်ပါတယ်။နောက်အဆင့်တွေကိုတော့ဒေါ်နယ်ထရမ့်ကပူရဲဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မဲ့အီဂျစ်ထိပ်သီးအစည်းအဝေးမှာဆွေးနွေးသွားမှာဖြစ်ပါတယ်။ဂါဇာမှာရေရှည်ငြိမ်းချမ်းရေးရောင်ကြီးတန်းလာပြီးဆိုတဲ့မျှော်လင့်ချက်လေးတခုတော့ရှိနေကြပါတယ်ခင်ဗျာ။ ဂနစ္စတန်နယ်စပ်မြို့ဖြစ်တဲ့စပင်ဘိုတာခ်မှာမိခိုးတွေကမပြောင်းသေးပါဘူး။ဂျာမန်နယ်စပ်မှာရှိတဲ့အာဖဂန်ဒုက္ခသည်တွေကတော့သူတို့ပစ္စည်းတွေတင်လာတဲ့ကားတွေနဲ့ပါကစ္စတန်ကနေထွက်ခွာဖို့ကြိုးစားခဲ့ကြပေမဲ့ဝင်ခွင့်မရဘဲပြန်လှည့်ခဲ့ရပါတယ်။ဒီမှာအခြေအနေကရန်ဆူပါတယ်။လူတွေအခက်အခဲတွေနဲ့ကြုံနေရပါတယ်။သူတို့မှာကလေးတွေနဲ့မျိုးသမီးတွေပါပါတယ်။စားစရာတောက်စရာ ရေးတောင်မရှိပါဘူး။အာဖဂန်တပ်ဖွဲ့တွေက ညာကနေဆက်စစ်စင်ရေးမှာပါကစ္စတန်စစ်သားတွေကို ပြစ်ခတ်ခဲ့ပါတယ်။ဒါဟာသူတို့နယ်နိမိတ်ထဲကိုထက်ခါတလဲကျူးကျော်ဝင်ရောက်နေလို့တုံ့ပြန်လာလို့ပြောပါတယ်။ဒီအပတ်အစောပိုင်းမှာလည်းအာဖဂန်နစ္စတန်တာလီဘန်အစိုးရကကဘူးမြို့တော်နဲ့အရှေ့ဘက်ကဈေးတစ်ခုကိုပါကစ္စတန်ကဘုံကျဲခဲ့တယ်လို့ဆိုဆွဲခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွေ့ပါကစ္စတန်ကတာဝန်ယူကြောင်းထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ဒီအဖွဲ့အစည်းဟာစိတ်ကူးနဲ့ပိုင်းခြားထားတဲ့နယ်နိမိတ်တစ်လျှောက်ပြည်ပခါတွေကိုမီးထိုးပေးနေပါတယ်။ အာဖဂန်နစ္စတန်ရဲ့ဝေဟင်ပိုင်နက်ကိုချိုးဖောက်ပြီးတော့လူတွေနေတဲ့နေရာတွေကိုဘုံကျဲနေပါတယ်။အာဖဂန်နစ္စတန်ဟာသူ့ပိုင်နက်နဲ့အချုပ်ချာအာဏာကိုကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတာလူတိုင်းရှင်းရှင်းလင်းလင်းသိထားတယ်ပါတယ်။ဘလို့ရန်လိုမှုမျိုးကိုမှလက်ခံတဲ့မှာမဟုတ်ပါဘူး။ပါကစ္စတန်ကတော့တနတ်နဲ့အမြောက်တွေနဲ့ပြန်လည်ပြစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။ပါကစ္စတန်နိုင်ငံသားရဲ့ဝန်ကြီးကတော့သူတို့စစ်တပ်ကထိမ့်ထိမ့်တိမ့်တိမ့်ဆောင်ရွက်ခဲ့တယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ကာကွယ်တပ်ဖွဲ့တွေရဲ့တုံ့ပြန်မှုက ငင်းချင်းရေးကိုလိုလားတဲ့အာဖဂန်ပြည်သူတွေကိုပိတ်မှတ်ထားတာမဟုတ်ပါဘူး။တာလီဘန်တပ်ဖွဲ့တွေလိုမဟုတ်ဘဲအရက်သားတွေထိခိုက်ဆုံးရှုံးမှုမရှိအောင်အထူးတရီထားတုံ့ပြန်နေပါတယ်။တာလီဘန်အစိုးရဟာနေဆက်ကပါကစ္စတန်တာလီဘန်တွေကိုသူတို့ရဲ့နေမြေကနေလှုပ်ရှား권ပေးပြီးနေဆက်ဖြတ်ကျော်တိုက်ခိုက်မှုတွေလှုပ်ဆောင်권ပြုနေတယ်လို့အရင်ကတည်းကဆွဆွဲခဲ့တာပါ။ဒါကိုအာဖဂန်နစ္စတန်အာဏာပိုင်တွေကညှင်းဆို့ထားပါတယ်ခင်ဗျာ။